ီနေ့ကဘာကြီးက soft power ကိုအရန်သဘောပေါက်တဲ့ခေတ်ကာလဖြစ်တယ်။ hard power ဖြစ်တဲ့လက်နဲ့အားကိုးတာမျိုးတွေထက် soft power လို့ခေါ်တဲ့အမှုပညာနဲ့ soft power လို့ခေါ်တဲ့ fashion design တွေနဲ့ soft power လို့ပြောတဲ့တခြင်းတွေက လူမျိုးရဲ့ဂုဏ်ကိုမြင့်နေတဲ့ကာလဖြစ်တယ်။လူမျိုးရဲ့စီးပွားရေးကိုမြင့်တင်နေတဲ့ကာလဖြစ်ပါတယ်။မနစ်ကကျင်းပခဲ့တဲ့ချင်းအမျိုးသားနေ့မှာ ချင်း artist အဖွဲ့တွေအင်မတန်မှလာတဲ့ fashion အင်ဂျီတွေနဲ့သူတို့တချင်းစုနေတာတွေကိုမြင်တဲ့အခါမှာကျွန်တော်ထိုင်နေနဲ့ထိုင်တွက်နေတာချင်းအထယ်ဘလောက်များရောင်းအားမြင့်မလဲဆိုတာပဲကျွန်တော်ထိုင်တွက်နေတာဖြစ်ပါတယ် soft power ဒီကနေ့ America ကိုကြည့်လိုက်သူရဲ့ soft power ကကြောက်စရာကြီးသူက Hollywood ကနေ movie ထုတ်လိုက်တာနဲ့အညာ movie မထုတ်ဘူး ူထုတ်တဲ့ movie တိုင်းကိုကြည့်လိုက်ရင် तू ဟာ super power ဆိုတာကိုပဲပြတာဖြစ်တယ်။ Superman ကြည့်လိုက်အမေရိကန်တွေထုတ်လိုက်ကဘာကြီးကိုကယ်တင်တာသူတို့ပဲ။ပြီးရင်သူရဲ့ soft power ရဲ့ interest ကိုကြည့်လိုက် Universal World ဂျိုသားတွေလာတိုက်တဲ့ခါမှာကဘာကြီးကိုဘယ်သူကကယ်တင်လဲအမေရိကန်တွေပဲ။သူတို့ရဲ့ soft power ကျွန်တော်တို့ကိုရိုက်ထည့်ထားတာကသူတို့ကနံပါတ်1ပဲ။သူတို့ကနံပါတ်1ပဲ။သူတို့ကနံပါတ်2မဟုတ်နံပါတ်3လည်းမဟုတ်ဘူး။ ဒီကနေ့ China က soft power လုံလာတဲ့အခါမှာဒီကနေ့ကျွန်တော်အားလုံးသုံးတဲ့ TikTok ကိုကြည့်လိုက် TikTok ကိုတကယ်တမ်းတေချာကြည့်မယ်ဆိုရင် China ရဲ့ influence China ရဲ့ color China ရဲ့အရာတွေမြောက်များစွာထွက်ပေါ်လာတာဖြစ် Music background မှာတော့မှသူတို့ရဲ့ဟာတွေဖြစ်လာတာဖြစ်ကပ္ပာရဲ့ soft power ကိုပြိုင်နေကြတာအဲ့ဒီအချိန်မှာ soft power ကိုနားမလည်တဲ့လူမျိုးမဖြစ်ဖို့ကျွန်တော်တို့တော်တော်အရေးကြီးတာဖြစ်တဲ့အတွက်ဒီကနေ့ကျွန်တော်ရဲ့ soft power အားထုတ်ကြီးတွေကို ျွန်တော်အမြဲတမ်းအလေးထားဖို့အတွက်ပြောချင်တာဖြစ်ပါတယ်ဆက်ရှိဆိုတဲ့လူကအိန္ဒိယနိုင်ငံရဲ့ politician သူ့သွေးကလည်းတမျိုးအင်္ဂလန်ကားတဲ့ British တွေကားတဲ့သူတို့ရဲ့အိန္ဒိယကိုသိမ်းပိုက်ခဲ့တယ်နေချက်ခဲ့တာကိုသူမကျေနပ်ဘူးမကျေနပ်တဲ့အပြင်မှာဘာပြန်ပြောတယ်လဲဆိုတော့အင်္ဂလန်တို့ပြန်လဲပြတော့မှတိုက်ယူချင်းဆိုတဲ့လူပုံကိုဖြစ်တယ်သူကဘာပြောလဲဆိုတော့ကျွန်တော်အရင်ထူးဆန်းတာက तू ပြောတဲ့စကားမှာ နိုင်ငံရဲ့နိုင်ငံရေးသမားတွေနဲ့တဲ့နိုင်ငံအစိုးရတွေရဲ့တုံးထားသောတချို့သောငွေ project တွေထဲတဲ့ artist တွေရဲ့ soft power ကြောင့်အောင်မြင်တဲ့စီးပွားရေးနဲ့နိုင်ငံရဲ့တိုးတက်မှုတွေကိုအများကြီးတွေ့ရပါတယ်လို့သူပြောပါတယ်ဒီကနေ့ကိုရီးယားကျွန်တော်တွေ့တဲ့အတိုင်းပဲသူတို့ရဲ့နိုင်ငံအထွတ်ထိပ်ပဲမဟုတ်တော့ဘူးသူတို့ရဲ့ K-pop culture ကျွန်တော်တို့ကိုကြိုက်ကြိုက်မကြိုက်ကြိုက်အင်ဂျီတွေရောင်းနေပြီဖြစ်ပါတယ် သူတို့ရဲ့ K-pop culture ကိုကျွန်တော်ပတ်စံပြီးပေးနေပြီဖြစ်ပါတယ်သူတို့ရဲ့ fashion နောက်ကိုလိုက်နေတာဖြစ်ပါတယ်ကျွန်တော်ချင်းရဲ့ဝတ်စုံကကပါမှာအလှဆုံးဖြစ်တယ်အဲဒီချင်းဝတ်စုံကိုလည်းကျွန်တော်တို့က soft power သုံးရမှာဖြစ်တယ်ချင်းတွေတချင်းဆိုတတ်တယ်တော်တယ်ဆိုတာလည်းကျွန်တော်တို့အတွက် soft power သုံးရမှာဖြစ်တယ်ဒီကနေ့ကျွန်တော်တို့အနေနဲ့ soft power တင်လို့ရတဲ့ဟာမှတမြတ်ကိုတန်ဖိုးထားတန်ဖိုးမြင့်ချောင်းကိုတိပြတော့မှအတကုံအမွန်းတင်တဲ့လူဖြစ်ဖို့အတွက် ဒီကနေ့ကျွန်တော်အနေနဲ့ပြောချင်တာဖြစ်ပါတယ်အဆုံးအနေနဲ့ကောလသဲမှာပြောသလိုပဲကျွန်တော်တို့ချင်းလူမျိုးတွေဘာပဲလုပ်လို့ for the glory of god ဖယားတခင်ရဲ့ဘုန်းတော်အတွက်လုပ်ဖို့အတွက်ပြောချင်တာဖြစ်ပါတယ်ရှော့ရော့ခနာဒီစကားလေးကိုပြောပြပါကျွန်တော်ရဲ့ movie ကိုတဲ့ကြည့်ကြတဲ့လူတွေဟာတဲ့ကျွန်တော်ရဲ့ movie ကြည့်နေတဲ့ကာလလေးမှာတဲ့သူတို့ရဲ့စင်းရဲခြင်းကိုမေ့မယ်သူတို့ရဲ့ဝမ်းနေခြင်းကိုမေ့တယ်ဆိုရင်တန်ပါတယ်လို့ပြောပါတယ် ရှရော့ခန်ရဲ့ movie ကတော့ရှေးမှာ၃နိုင်လောက်တော့ခံမဲ့သဘောရှိတယ်။သူတို့တွေတောင်မှမင်းသားဖြစ်တာကိုသူတို့ရဲ့ self image အတွက်မဟုတ်ဘူးလူတွေအချိုးပြုတ်ဖို့အတွက်လုပ်တယ်ဆိုရင်ကျွန်တော်တို့ချင်းလူမျိုးတွေရဲ့ artist တွေကတော့ for the glory of god အရာတိုင်းဟာဖရာသခင်အတွက်ဖြစ်ကြောင်းသိရင်လည်းတန်ဖိုးရှိလို့နဲ့ဆိုတဲ့စိတ်ထားနဲ့အောင်မြင်သောအသင်းအဖွဲ့ဖြစ်ပါစေအောင်မြင်သော artist များဖြစ်ပါစေလို့ပြောရင်လည်းဤကုန်းချုပ်ချင်ပါတယ်